အားလုံးပဲမင်္ဂလာနာနှစ်ခင်းပါဒီကနေ့တာယာတော်မနှစ်ခင်းမှာလင်းမြန်စွာနာခံခြင်းဆိုတဲ့နုကပတ်တော်ခေါင်းစဉ်အဖြစ်ဝင်ခန့်ချက်ပါတယ်စัจ java ရည်ထဲမှာနာခံရမယ့်အရာတစ်ခုတည်းရှိပါတယ်အဲ့ဒါကတော့ဖရာသခင်၏စကားတော်သာဖြစ်ပါတယ်ဆရာကျွန်တော်တို့အချီပြုတ်ကျမ်းလေးကတော့ကဘာဦးကျမ်းခန်းကြီးစခွန်အပိုင်ငယ်26မှ29ထိဖြစ်ပါတယ် ျန်တိုက်လေးရင်ဖတ်ချင်ပါတယ်။တနေ့ချင်းတွင်အာဘီဟန်နဲ့တာအစ်ရှာမီလာဒီအယီဖျားလေးမင်္ဂလာကိုခံလိ။သူ၏အင်းနိုင်ဖွာတော်သူတပားအမျိုးသား၌သူ၏ငွေနဲ့ဝယ်တော်သူသူ၏အင်းနဲ့ဆိုင်သောယောက်ျားပေါင်းတို့သည်သူနှင့်အတူအယီဖျားလေးမင်္ဂလာကိုခံကြလိ။နှုတ်ကပတော်ကဖော်ပြထားပါတယ်။ အိန္ဒိယမှာအာဗိဟန်ဒီဖျားသခင်၏အကြီးဖျားလေးချင်းတရားတော်ကိုနာခံခဲ့ပါတယ်။အာဗိဟန်ကိုယ်တိုင်နဲ့သူ့မိသားစုအားလုံးဟာအကြီးဖျားလေးချင်းကိုခံခဲ့ကြတော့ကြောင့်ပဒိငင်းဤလက္ခဏာအမှတ်အသားကိုခံယူပြီးအကြီးဖျားလေးချင်းနဲ့ပတ်သက်မှုမရှိတော့အချားမိသားစုများနဲ့ခွဲခြားတိမင်လာကြပါတယ်။ တနည်းအားဖြင့်ပြောရရင်အည်ဖျားလေးချင်းသည်အဝိငင်လိုနဲ့ဇာတိလိုခွဲခြားစေသောလက္ခဏာကိုပုံဆောင်ပါれကဘာမာလူမျိုးစုအများကြီးရှိပေမဲ့ဖျားသခင်ရဲ့အထူးတစ်ဖြစ်အမည်မှာလူစုနှစုသာ ရှိပါれဝိငင်လိုနဲ့ဇာတိလိုလူဟောင်းနဲ့လူတစ်ဆိုပြီးလူစုနှစုအဖြစ်သာဖျားသခင်က တ်မှတ်ထားပါတယ်။စုရောရဲ့ချက်ကိုကျွန်တော်တို့ဆက်လေ့လာတဲ့အခါအယီဖျားလေးချင်းဟာတွေ့ဝဲသောနာခံမှု ဖြစ်ကြောင်း အာဘိဟရဲ့တက်တာနဲ့ကျွန်တော်တို့တွေ့ရပါတယ်။အာဘိဟနဲ့ဖျားတခင်ပြုတ်တဲ့အတိုင်းပြုတ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်ဖျားသခင်ရဲ့အလိုတော်ကိုအာဘိဟန်ဒီပင့တခု အဖြစ် မခံယူခဲ့ပါမိမိယုံကြည်ကိုးစားသောဖျားသခင်ရဲ့အလိုတော်ကို စေတနာရှိစွာဦးစားပြီးဖြစ်စီပြီးခြင်းဖြစ်ပါれထိုနှလုံးသားသည်ဖျားသခင်ကိုယုံကြည်ကူးစားသောသူတိုင်း၌ရှိသောအရာဖြစ်ပါれကျွန်တော်ဤကဲ့သို့မျှော်လင့်ပါれဒါကြောင့်ဖျားသခင်၏အလိုတော်လုဆောင်ခြင်းဟာခက်ခဲတဲ့ဆိုပြီးတော့မှဘတော်မှမခံယူပါဘူးဖျားသခင်၏အလိုတော်လုဆောင်ခြင်းဟာ ျော်ရွှင်စွာကြည်နတ်ပီတိဖြစ်စွာလှူဆောင်နေခြင်းဖြစ်ပါလေအကြောင်းကတော့ကျွန်ုပ်တို့အတွင်း၌တတ်ရှင်သောဝိညာဉ်တော်ကသွေးဆောင်ဥဆောင်၍ပူဆောင်နေခြင်းဖြစ်ပါလေအာဘိဟန်ဒီဖျားတခင်ပြောတဲ့အတိုင်းလင်းမြန်စွာနာခံခဲ့ပါလေအာဘိဟန်ဒီစိတ်ရင်မှန်ဖြစ်နာခံခြင်းဒီဘယ်တော့မှအာမရော့ခဲ့ပါဆိုတော့ တရား၁၉ခုမြောက်သောစာလံပိုင်ငယ်60မှာစာလံစရာကဤကဲ့သို့ဆက်ဆိုထားပါတယ်။ပြီးငတော်တို့ကိုစောင့်ချင်းကမဖြစ်မနှဲ့အလင်းအမြန်ပြုပါ၏လို့သူ့ရဲ့အတ္တတာနဲ့ဖြစ်ပျက်တဲ့အရာကိုဒီစာလံအားဖြင့်ဆက်ဆိုခဲ့ပါတယ်။အားကြောင့်မလို့ကျွန်တို့ရဲ့အတ္တတာမှာဖျားသခင်နဲ့အလူတော်ကို မဖြစ်မနှဲ့အလင်းအမြန်နာခံရမှာဖြစ်ကြောင်း မိမိရဲ့အတ္တတာအတ္တတဖန်ပင်းစင်ကြပါဖရာတခင်အလူတော်ကိုမဖြစ်မနှဲ့အလင်းအမြတ်နာခံရမည်ဆိုတဲ့ဆုံးဖြတ်ချက်ချထားကြပါဤကဲ့သို့အသက်ရှင်ပါဆိုတာဤကနေ့အထူးတစ်ဖြစ်တိုက်တွန်းဝင်ခတ်ချင်ပါတယ်ဖျားတခင်တဲ့အမိတော်ဟာကျွန်ုပ်တို့ဤနားထဲတွင်အတန်မမီတိခင်ကျွန်ုပ်တို့တာဝန်မိမိပြုရမယ့်ဝတ်ကိုတတိရှိစွာ အာယုံစိုက်ဖို့အမတန်အရေးကြီးပါတယ်ဆိုတော့ဖျားရခင်အမိတော်ဟာကျွန်ုပ်တို့နားထဲတွင်အတန်မမီတီးခင်ကျွန်ုပ်တို့တာဝန်မိမိပြုရမယ့်ဝတ်ကိုတတိရှိစွာအာယုံစိုက်၍လန်းဆန်းနေခြင်းတွင်ဖျားရခင်အလိုတော်ကိုချစ်ချင်းจิตတုံချင်းဟာပူ၍အစဉ်ပြီးတော့ရာတီမှာမိမိကိုယ်ကိုလှည့်ဖျားခြင်းမှာကင်းဝေးစီမီဖြစ်ပါတယ် အဲကြောအမတန်အရေးကြီးသောအရာဖြစ်ပါလေချစ်ချင်းနာခံခြင်းဆိုတဲ့အရာကိုအထုတပိတိကတိဝင်ခခြင်းပါလေထွေရာဒီအာဘိဟန်ဤစัจကြောရာနာခံမှု ဖြစ်ပါလေစัจကြောရာထဲမှာဖိယားသခင်ဤစကားတော်သာနာခံရမှာ ဖြစ်ပါလေဆိုတော့လောကီအတွေ့အခေါ်နဲ့တွေးကြည့်ပါအာယုန်ဒီ ရှုပ်ထွေးနေအောင်နှုတ်ဆက်နေသောအရာ နာခံရမယ့်အရာအမျိုးမျိုးရှိတယ်အေဒန်ဥယျာဉ်ထဲမှာကြည်ပါအာဒမ်နဲ့အီဝဖျားတကီးစကားကိုငင်းပယ်ပြီးစာဒါနသူ့စကားမဖြစ်ဖြစ်နားထောင်အောင် လုပ်နေတယ်လို့ယနေ့အချိန်လေဤကဲ့သို့ရှိနေပါတယ်အဲ့ဒါကြောင့်အာဘိဟန်ကစကြဝဠာကြီးထဲမှာဖျားတကီးနဲ့စကားတော်တာနားထောင်ခဲ့တယ်လို့ကျွန်တော်တို့ ဒီအတ္တတာမှာလဲစကြောရာကြီးတဲမှာအမျိုးမျိုးရှိနေတော့ညာလဲဖရာသခင်ဒီစကားတော်ကိုသာနာခံရမှာဖြစ်ကြောင်းဒီကနေ့အထူးတစ်ဖြစ်တိတ်တွင်းဝင်ခါချင်ပါတယ်ဆိုတော့အာဘိဟန်ဒီသူမိသားစုတွေးအင်နေရှိတော့ယုတ်ကြပေါင်းတို့ကိုအည်ဖြားလေးဖြတ်ပြီးသူ့ကိုယ်သူခုလချင်းမပြုတ်ပဲသူတို့ကိုပုံတက်တည်ပြခဲ့တယ်ဆိုတော့ခေါင်းဆောင်ကောင်းဆိုတာမိမိ ိုယ်တိုင်အရင်မိုးဆုံးပြုတ်လုပြီးပုံသက်တည်ပြရမှာဖြစ်ကြောင်းဒီကနေ့အထူးတစ်ပိထပ်မံတိုက်တွန်းဝင်ကလိုပါတယ်ဆိုပတိငင်တစကိနှစ်သက်မှုကိုမိမိအတွက်သာမယူခဲ့ပါအာဘိဟန်ကဖျားတခင်နေ့ပတိငင်တစိခတ်ချင်းကိုမိမိအတွက်ပဲဆိုပြီးတကူကောဆန်ဆိုပြီးသူ့အတွက်ပဲသူမယူခဲ့ဘူးအင်းတို့အင်းသားအလုံးကိုပဒငင်းနဲ့တစ်စစ်ခတ်ချင်းတဲ့သူသူခေါ်ဆောင်ခဲ့ပါတယ အဲ့ဒါဟာအင်ထောင်ဦးစီးမြတ်အတွက်ဥပမာတင်ခန်းစာပြီးခဲ့ခြင်းဖြစ်ပါတယ်ဆိုအာဘိဟံကတူအင်တူအင်တာအားလုံးဖျားတခင်ဤနိုင်ငံတော်ထဲသို့ခေါ်ဆောင်ခဲ့တယ်လို့ကျွန်ုပ်တို့အင်တူအင်တာအားလုံးကိုဖျားတခင်နိုင်ငံတော်ထဲသို့ခေါ်ဆောင်ဖို့လို့ငါကျွန်ုပ်တို့အရောက်စီတဲ့အင်ထောင်ဦးစီးမြတာဝန်ရှိပါတယ်မိမိတာဝန်ကြီးကြပါသလားဆိုမကြည်သေးဘူးဆိုရင်ဒီကနေ့ကစား တာဝန်ကြည်ကြရအောင်ဆိုအထူးသဖြင့်တိုက်တွန်းလိုပါတယ်ဆိုအာဗျာဒီမိမိအင်တူအင်သားများကိုကေတင်ချင်းတို့ခေါ်ဆောင်ပြီးနော်ဆိုဆက်လက်ပြီးတော့မှသခင်ခရစ်တော်ဖွားမင်းနဲ့နေရာဒီဖြစ်သွားခဲ့တယ်ဒါနကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်းမိမိအင်တူအင်သားများကိုကေတင်ချင်းတို့ခေါ်ဆောင်ပြီးတော့မိကြီးစွန့်တိုင်အောင် လူမျိုးຫນွေအပေါင်းတို့ကို ဆလက်ခေါ်ဆောင်ရမှာဖြစ်ကြောင်းထူတာဝန်ကိုဘယ်တော့မှမမိဖို့အရေးကြီးတယ်ထူတာဝန်ဒီကျွန်တော်တို့ပထမဦးစားပြီးလုဆောင်ရမယ့်အရာဖြစ်ပါတယ်လင်းမြန်စွာနာခံရမယ့်အလုတ်ကမိကြီးစွန့်တိုင်အောင်လူမျိုးတွေအပေါင်းတို့ကေတင်ချင်းတို့ဖျားတခင်ထံသူပို့ဆောင်ရမယ့်အလုတ်ဒီယုံကြည်သူအယောက်စီတိုင်းလင်းမြန်စွာလုဆောင်ရမယ့်နာခံရမယ့်အရာဖြစ်ပါတယ်ဆိုတော့အာဘီဟာနိစိတ်ထားတယ် တူနဲ့အင်တူအင်သားတို့ဒီထာဝရဘုရားကိုဝတ်ပြုရမယ်ဆိုတဲ့နှလုံးသားရှိပါတယ်ကျွန်ုပ်တို့အားလုံးထူနှလုံးသားရှိရမှာဖြစ်ပါတယ်ဆိုအသင်းတော်ဤဘန်တိုင်ဟာကျွန်ုပ်ကအင်တူအင်သားနဲ့လူမျိုးတွေအပေါင်းတို့ဒီထာဝရဘုရားကိုသာဝတ်ပြုရမည်ထို့အရာဒီအသင်းတော်ဤဘန်တိုင်ဖြစ်ပါတယ်ထို့အရာအတွက် ကျွန်ုပ်တို့အသက်ရှင်ခြင်းဖြစ်တယ်ဆိုတာဤကနေ့အထူးသဖြင့်တိုက်တွန်းဝင်ငါချင်ပါတယ်ကျမ်းသာတော်တို့ရုပ်စီတိုင်းပေါ်မှာဖျားသခင်ကောင်းကြီးပြီးအတုံးပြုတ်ပါစေ